မနေ့ကသမ္မတထရန့်ဟာအီရန်ကိုလက်နက်ချဖို့တောင်းဆိုလိုက်ပါတယ်။အိမ်ပြည်တော်မှာထရန့်ကသူ့ရဲ့မျိုးသားလုံခြုံရေးအဖွဲ့နဲ့တနာရီကြာတွေ့ဆုံပြီးအီရန်ရဲ့နျူကလ িয়ার ကြီးမန်းချက်တွေကိုထိန်းချုပ်ဖို့ဆွေးနွေးခဲ့ပါတယ်။ဒီအတွက်အီရန်နိုင်ငံရဲ့တောင်အောင်နက်နက်မှာမြှုပ်ထားတဲ့ Fordo Uranium တန့်စင်ရေးစက်ရုံကိုဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။လက်ရှိမှာ Israel မှာဒီလိုအဆောက်အအုံမျိုးကိုဖျက်ဆီးနိုင်တဲ့ရိုးရာဆက်လက်နက်အင်အားမရှိပါဘူး။ဒါကြောင့်မြေအောက်ခံတိုက်ဖြတ်ဘုံတွေအတွက် American နဲ့ဆွေးနွေးဖို့လိုအပ်ပါလိမ့်မယ်။ ဝါရှင်တန်ကအီရန်ကိုချွင်းချက်မရှိလက်နက်ချဖို့တောင်းဆိုနေပေမဲ့အမေရိကန်ပြည်ထောင်စုဟာစစ်ပွဲစီဥတီနေပါတယ်။ထောင်လန်းရေးအစီရင်ခံစာအသစ်တွေအရအီရန်ဟာနျူကလ িয়ার ဘုံတလုံးစုဆောင်မှုအတွက်အရေးတကြီးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီခါမီနီကသူ့ရဲ့သိပ္ပံပညာရှင်တွေကိုစုဆောင်ထားတဲ့ယူရေနီယံတွေနဲ့အ ਨੇ ဆုံးဘုံတလုံးကိုအမြန်ဆုံးဖန်တီးဖို့အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါသာမှန်ခဲ့ရင်အချိန်သိပ်မကြံတော့ပါဘူး။ တစ်ဖက်မှာအမေရိကန်ပြည်ထောင်စုဟာတိုက်လေရင်တွေလေထဲမှာစီဖြစ်တဲ့လေရင်တွေနဲ့တောင်တရုတ်ပင်လယ်ကနေလေရင်တင်သင်းမောတွေကိုပါပါရှန်ပင်လယ်ကွေ့ကိုတိုက်ရိုက်ရွှေ့ပြောင်းနေပြီးစစ်ပွဲအထွတ်ပြင်ဆင်နေပါတယ်။အခြားတစ်ဖက်မှာတော့အီရန်သိပ္ပံပညာရှင်တွေကအမေရိကန် B2 ကိုပျောက်ဘုံးကျဲလေရင်တွေကသူတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုဒီဘုံးကျဲလေရင်တွေနဲ့မတိုက်ခိုက်ခင်သူတို့ရဲ့နျူကလ িয়ার ပစ္စည်းတွေကိုအပီးတက်ဖို့အချိန်နဲ့မျှစူးစမ်းနေကြပါတယ်။တရက်လူကသမ္မတထရန့်က တီရန်မျိုးကန်တန်းပေါင်းများသောကိုချက်ချင်းရွှေ့ပြောင်းမှုလူသိရှင်ကြားတောင်းဆိုခဲ့ပါတယ်။သူကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ကိုလည်းအမေရိကန်ထောင်လင်းရေးကသူ့ဘက်မှာပုံနေတယ်ဆိုတာအတိအကျသိနေကြောင်းဒိုက်ရိုက်လူသိရှင်ကြားသတိပေးခဲ့ပါတယ်။ဒါ့ပြင်မဲ့အီရန်ကနျူကလ িয়ার တန့်စင်မှုအစီအစဉ်အလုံးကိုချက်ချင်းနဲ့လုံးဝလက်နက်ချပြီးနျူကလ িয়ার ပစ္စည်းအလုံးကိုလွှဲပြောင်းပေးကာနောက်တစ်ချိန်မှာဘလို့နျူကလ িয়ার ရည်မှန်းချက်မျိုးကိုမဆိုအပီးပိုင်ရဲစဲဖို့သဘောတူညီချက်ကိုလက်မှတ်ထိုးမယ်ဆိုတဲ့အခြေအနေတစ်ခုနဲ့ဆိုရင်တော့ အမေရိကန်ကရှင်းပြမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာဒီလိုသဘောတူညီချက်မျိုးကလုံးဝမဖြစ်နိုင်သေးပါဘူး။ဒါကြောင့်နောက်ထပ်နိုင်ငံနိုင်ငံတွင်မှာအမေရိကန်စစ်တပ်ဟာလုံးဝနောက်ဆုတ်လို့မရတော့တဲ့အခြေအနေတစ်ခုတည်းကိုဝင်ရောက်သွားနိုင်ပါတယ်။ဒီနေ့ဟာအစ္စရေးအီရန်ပြည်ပခါစတင်ဖြစ်ပွားပြီး6ရက်မြောက်နေ့ဖြစ်ပါတယ်။အစ္စရေးကတီဟီရန်တောင်ဘက်ကအီရန်ရဲ့အကြီးဆုံးနျူကလ িয়ার စက်ရုံဖြစ်တဲ့ NATO's Uranian တန့်စင်ရေးစက်ရုံကိုလေကြောင်းတိုက်ခိုက်မှုအောင်မြင်ခဲ့ပြီလို့အတည်ပြုလိုက်ပါတယ်။ နိုင်ငံတကာနှုမျိုးစွမ်းအင်အေဂျင်စီ IAEA ကကြွေးညင်သူတွေခွဲခြမ်းဆိပ်ပြထားတဲ့ဂျိုရူပေါ်ရိပ်တွေအရအီရန်ရဲ့နျူကလ িয়ার စွမ်းအင်တွေဆိုးဆိုးရွားရွားပျက်စီးသွားတာကိုအတည်ပြုခဲ့ပါတယ်။ IAEA အကြီးအကဲ Rafael Grossi ရဲ့အဆိုအရနာတန့်စ်မှာရှိတဲ့ Uranium Centrifuge ပေါင်း15000လောက်ဟာအားလုံးဟာဆိုးဆိုးရွားရွားပျက်စီးခံရတာသိကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Netdance ကလွယ်ကူတဲ့အပိုင်းမှာတကယ်ရေးကြီးတဲ့နေရာ အစ္စရေးတွေကိုညဘက်အိတ်မပြောင်းအောင်လုပ်နေတဲ့နေရာကတော့ဖော်ဒိုးပဲဖြစ်ပါတယ်။ဒီဆက်ယုံဟာကွမ်မြို့အနီးကတောင်တစ်ခုအောက်မှာရှိပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေရဲ့တရဖူရည်တနာဖြစ်ပြီးအစ္စရေးရဲ့အကြီးဆုံးအိမ်မက်ဆိုလို့သတ်မှတ်ကြပါတယ်။ဖော်ဒိုးဟာ80ကနေ90မီတာပေ300နီးပါးအနက်ရှိတဲ့ကြောက်တုံးတွေနဲ့အကာအကွယ်ပေးထားပြီးတောင်နေရာမှာထွင်းထားတဲ့ဝင်ပေါက်ဥမင်၅ခုအနည်းဆုံးရှိပါတယ်။ဒါဟာကဘာပြက်ကတ်အတွက်စောက်ထားတဲ့စတိုးဆိုင်လိုပါပဲ။ 2009ခုနှစ်မှာအနောက်နိုင်ငံထောင်လန်းကြီးတွေကအီရန်ရဲ့ဖော်တိုနျူကလ িয়ার ဆက်ရုံကိုပထမဆုံးဖော်ထုတ်လိုက်တဲ့အခါကမ္ဘာကောင်းဆောင်တွေကအီရန်ရဲ့ငြိမ်းချမ်းတဲ့နျူကလ িয়ার စီစဉ်ဆိုတာချက်ချင်းတန်တရားဝင်ခဲ့ပါတယ်။ဒီဆက်ရုံရဲ့လျှို့ဝှက်ပြီးအလွန်အမင်းကာကွယ်ထားတဲ့ဒီဇိုင်းဟာငြိမ်းချမ်းတဲ့ယူရချက်နဲ့လုံးဝမကိုက်ညီပါဘူး။အဲဒီစားဖော်တိုနဲ့ပတ်သက်တဲ့အရာအလုံးကယူရေနီယံကိုလျှို့ဝှက်စွာတန့်စင်မှုဒါမှမဟုတ်နျူကလ িয়ার ထိပ်မှုတွေစုဆောင်းဖို့ဆိုတဲ့အရေးကြီးတဲ့ယူရချက်တစ်ခုအတွက်အထူးဆောက်လုပ်ထားတာကိုညွှန်ပြနေပါတယ်။ ဒါဟာအလွန်နှဆိုင်စွာမြှုပ်ထားပြီးခိုင်ခန့်စွာကာကွယ်ထားတာကြောင့်အစ္စရေးရဲ့အစွမ်းထက်ဆုံးမြေအောက်ခံတိုက်ဖြတ်လက်နက်ဖြစ်တဲ့ American လို့ GBU-28 GBU-28 ဘုံတော်ဖျက်ဆီးဖို့ခတ်ခဲ့ပါတယ်။ GBU-28 ဟာတာမန်ခြေနေမှာပေတရာမီတာ30ခန့်ရှိတဲ့ကြောက်တုံးဒါမှမဟုတ်ကွန်ကရစ်ထုကိုထိုးဖောက်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ဒါပေမဲ့ Fordo ကအဲ့ဒီထက်30စာနီးပါးပိုနှက်ပါတယ်။ဒါကြောင့် Fordo ဟာဒီနေ့ထိကြီးမားတဲ့ချိန်ချောက်မှုကြီးဖြစ်ကြံရှိနေတာပါ။ ဇွန်လ17ရက်နေ့ကစတင်တိုက်ခိုက်မှုတွေမှာအစ္စရေးကဖော်ဒိုးကိုပြစ်မှတ်ထားဖို့ကြိုးစားခဲ့ပေမဲ့ရလဒ်တွေကစိတ်ပြက်စရာကောင်းလောက်အောင်ထိရောက်မှုမရှိခဲ့ပါဘူး။တိုက်ခိုက်ပြီးနောက်ဂျိုဒူပုံရိပ်တွေကို IAEA ကအမြန်ဆုံးခွဲခြမ်းစိတ်ဖြာခဲ့ပြီးဖော်ဒိုးရဲ့တန်စီရဲ့ဆက်ယုံကိုဘာပြက်စီးမှုမှမတွေ့ရပါဘူး။အစ္စရေးရဲ့အစွမ်းထက်တဲ့ဘုံတွေဟာအဲ့ဒီနေရာကိုကာကွယ်ထားတဲ့ထူထဲတဲ့ကြောက်လာတွေတဲ့အလုံးအလောက်နဲ့ဆိုင်စွာထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ တကယ်တော့အီရန်ယာရှိတွေကဖော်ဒိုကို တိုက်ခိုက်မှုတွေတွေးမှာပါဆက်လက်လဲပတ်နိုင်အောင်စီမံထားပါတယ်။အတူတူပြောရရင် အစ္စရေးမှာနျူကလ িয়ার ဆက်ယုံကို လုံးဝဖျက်ဆီးနိုင်တဲ့လက်နက်မရှိပါဘူး။ဂျိုင်းနင်တွေက အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার တိုးတက်မှုကိုလာပေါင်းများသွားဒါမှမဟုတ်နှစ်အနည်းငယ်လောက်နောက်ကျအောင်လုပ်နိုင်ပေမဲ့ဒီအစည်းအဝေးကိုအပီးပိုင်ရက်တက်မှုဆိုတာမဖြစ်နိုင်တော့ဘဲလို့သဘောတူခဲ့ကြပါဗျ။ဒီထက်ဆိုတာကတော့အချိန်နဲ့အပြိုင်အလုံးလုံးနေပြီး ကြံရှိနေတဲ့အရင်းအမြစ်တွေနဲ့နျူကလ িয়ার ဘုံကိုစုဆောင်းဖို့ကြိုးစားနေတဲ့အဲ့ဒီလိုအီရန်သိပ္ပံပညာရှင်တွေဟာအခုချိန်မှာဒီဆက်ယုံထဲမှာပဲအလုပ်လုပ်နေကြတာဖြစ်ပါတယ်။တကယ်တော့ဇွန်လ16ရက်နေ့အစ္စရေးရဲ့ကြီးမားတဲ့တိုက်ခိုက်မှုအပြီး3ရက်အကြာမှာအီရန်ပါလီမန်က1968ခုနှစ်နျူကလ িয়ার လက်နက်ပြန်ပွားမှုတားဆီးရေးစာချုပ်ကနေတရားဝင်နှုတ်ထွက်မဲ့ဥပဒေကြမ်းကိုပြင်ဆင်နေကြောင်းကြေညာခဲ့ပါတယ်။အီရန်ကဒီဆုံးဖြတ်ချက်ကိုဆက်လက်လှုပ်ဆောင်နေမယ်ဆိုရင် နျူကလ িয়ার ဖုန်းတွေတိစောက်တာကိုတားဆီးထားတဲ့ဘလို့အတားဆီးမျိုးကိုမဆိုပွင့်ပွင့်လင်းလင်းနဲ့တရားဝင်ဖယ်ရှားပြန်မှာဖြစ်ပါတယ်။အီရန်ရဲ့အဆုံးရောက်တွေကယူကရိန်းကိုဥပမာအဖြစ်မကြာခဏထုတ်ပြပြီးယူကရိန်းကဆိုဗီယက်ခေတ်နျူကလ িয়ার လက်နက်တွေကိုထိမ့်သိမ်းထားခဲ့မယ်ဆိုရင်ရုရှားက2022ခုနှစ်မှာကျူးကျော်ရဲမှာမဟုတ်ဘူးလို့ညင်းခုန်ခဲ့ကြပါတယ်။အခုအစ္စရေးရဲ့ဖြတ်စည်းမှုကြီးမားတဲ့တိုက်ခိုက်မှုတွေကြောင့်တောင်းကျင်းနေပြီးထိခိုက်လွယ်နေတယ်လို့ခန့်စားရပြီးအမေရိကန်ပြည်ထောင်စုရဲ့ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့် အီရန်ဟာ90ရာခိုင်နှုန်းလက်နက်အဆင့်ရှိယူရေနီယံအနှဲငယ်ကိုစမ်းသပ်ဖို့အရင်ကထက်ပိုမိုပြင်းပြင်းထန်ထန်လှုပ်ရှားနေပုံရပါတယ်။တချို့သတင်းတွေအရဒီပပနာကိုရက်အနှဲငယ်တွင်မှအောင်မြင်နိုင်တယ်လို့ဆိုပါတယ်။ဒီစစ်ပွဲမတိုင်ခင်ကတည်းကအီရန်ဟာ60ရာခိုင်နှုန်းထိတန့်တင်ထားတဲ့ယူရေနီယံကီလိုဂရမ်400ကျော်ကိုစုဆောင်းထားပြီးသားဖြစ်ပါတယ်။အဲ့ဒီပမာဏကနေ90ရာခိုင်နှုန်းထိတန့်တင်နိုင်မယ်ဆိုရင်နျူကလ িয়ার ထိပ်ဖူး10လုံးကနေ15လုံးလောက်အတွက်လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ အဲ့ဒီလိုတန့်သိမှုအများစုကိုဖော်ဒိုးမှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီး IAEA ရဲ့ဆိုရာအီရန်ဟာ83.8ရာခိုင်နှုန်းထိအောင်အောင်မြင်စွာတန့်စင်နိုင်ခဲ့ပါတယ်။ဒါဟာလက်နက်အစင်အတွက်6.3ရာခိုင်နှုန်းသာလိုတော့တာပါ။အစ္စရေးရဲ့အချင်းချုပ်ရှင်းလင်းချက်အရအီရန်ရဲ့လျှို့ဝှက်စီစဉ်ဟာနျူကလ িয়ার ဘုံတစ်ခုအတွက်လိုအပ်တဲ့အရေးကြီးအစိတ်ပိုင်း၃ခုလုံးကိုလှုပ်ဆောင်နေပြီလို့ဆက်လက်ရှင်းပြခဲ့ပါတယ်။ဒါတွေကတော့ missile material missile ပစ္စည်း မြန်မာစွာတန့်တင်ထားတဲ့ယူရေနီယံနဲ့နျူကလ িয়ার ပေါက်ကွဲမှုကိုစတင်မှုနျူထရွန်အရင်းမြစ်တို့ပဲဖြစ်ပါတယ်။ဒါသာမှန်မယ်ဆိုရင်ဒါဟာအလွန်ဆိုးရိမ်ပွဲကောင်းတဲ့တိုးတက်မှုပဲဖြစ်ပါတယ်။2025ခုနှစ်မတ်လစစ်ပွဲမဖြစ်ပွားမီလအနည်းငယ်လို့ထိအမေရိကန်ထောက်လန်းရေးညွှန်ကြားရေးမှူး 2C ကဘက်ကအမေရိကန်ထောက်လန်းရေးဟာအီရန်ဟာလူတွေ့လက်တွေ့နျူကလ িয়ার လက်နက်ကိုတိစောက်နေခြင်းမရှိသေးဘူးလို့ယုံကြည်နေသေးပဲလို့လူသိရှင်ကြားသက်သေခံခဲ့ပါတယ်။ ။ Israel ကတော့ပြင်းပြင်းထန်ထန်သဘောမတူခဲ့ပါဘူး။မကြသေးမီကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက Israel တွေမှန်ခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။လက်ရှိပဋိပက္ခအတွင်းစုဆောင်းရရှိခဲ့တဲ့ထောင်လိုင်းရေးအချက်အလက်အသစ်တွေဟာအီရန်ရဲ့နျူကလ িয়ার လက်နက်တည်ဆောက်မှုဟာရခင်ကတည်ထားတာထက်အများကြီးပုံမိုတိုးတက်နေပြီလို့ American အစိုးရကပါယုံကြည်သွားစေခဲ့ပါတယ်။ဒါကြောင့်ဇွန်လ18ရက်နေ့မှာ IAEA ဘုတ်ဖွဲ့အုပ်ချုပ်ရေးဖွဲ့ကအရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီးနှစ်ပေါင်း20နီးပါးအတွင်းပထမဆုံးအကြိမ်ဖြစ် အီရန်နျူကလ িয়ার လက်နက်မပြန့်ပွားရေးစီမင်းစည်းကမ်းတွေချိုးဖောက်နေတယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကိုအမေရိကန်ပြည်ထောင်စုကသာအဆုံးသတ်နိုင်တာဘာကြောင့်လဲဆိုတာပြောပြပါမယ်။13600ကီလိုဂရမ်ပေါင်3000ခန့်အလေးတင်ရှိတဲ့ MOB ဟာအမေရိကန်ရဲ့အကြီးဆုံးနဲ့အစွမ်းထက်ဆုံးနျူကလ িয়ার မဟုတ်တဲ့ပောက်ကွဲအမြင့်ပုံပဲဖြစ်ပါတယ်။သူ့ရဲ့တခုရီးသောယူရဲချက်ကတော့ကြောက်တုံးတဲ့ကွန်ကရစ်တွေကိုဖောက်ထွင်းပြီး ေအောက်နှက်ဆိုင်တဲ့အဆောက်အဦတွေကိုဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။စမ်းသပ်မှုတွေမှာ MOB ဘန်ကဖျက်ပုံးဟာကွန်ကရစ်ဒါမှမဟုတ်ခိုင်မာတဲ့ကြောက်တုံး60မီတာလောက်ထိကို ထိုးပေါက်ပြီးနောက်မြေအောက်မှာပြင်းထန်တဲ့ဆွမ်းအားနဲ့ပေါက်ကွဲခဲ့ပါတယ်။ဒါဟာအီရန်ရဲ့ဖော်ဒိုဆက်ယုံကိုဖျက်ဆီးဖို့လိုအပ်တာနဲ့ကိုက်ညီမှုရှိပါတယ်။တချို့ကဘာကြောင့်အမေရိကန်ကဒီဘုံးတွေကိုအစ္စရေးကိုပေးပြီးမကင်တွယ်ခိုင်းတာလဲလို့မေးကောင်းမေးပါလိမ့်မယ်။ဒါပေမဲ့ဒါကမလွယ်ပါဘူး။ဘာလို့လဲဆိုတော့ကမ္ဘာပေါ်မှာ GPU 57 Max Aldenx Penetrator MOB ဘုံးကိုတယ်ဆောင်ပြီးပြစ်လွှတ်နိုင်တဲ့လေယာဉ်တစ်မျိုးတည်းသာရှိပါတယ်။အဲဒါကတော့ American လေတပ်ရဲ့ B2 Sabre ကိုပျောက်ဘုံးကျဲလေယာဉ်ပဲဖြစ်ပါတယ်။ဒါ့အပြင် B2 ဟာ Iran လေပိုင်းတစ်ထဲကို ဖော်ထုတ်မခံရဘဲထိုးဖောက်ဝင်ရောက်ဖို့လိုအပ်တဲ့ကိုပျောက်နည်းပညာကိုပေးစွမ်းပါတယ်။ဒီကိစ္စမှာတော့အဲဒါကပြဿနာသိမ့်မရှိတော့ပါဘူး။ Israel ကလေတောင်းသားစီကိုရရှိထားပြီး Iran ရဲ့လေတောင်းကာဝေးရေးဒုံးကျည်ဘက်ထရီ80ကျော်ကိုဖျက်ဆီးပစ်ခဲ့ပြီးပါပြီ။ ပြောရရင် Israel ကတိုက်ခိုက်ရေးရဲ့60ရာခိုင်နှုန်းကိုလှုပ်ပြီးခဲ့ပါပြီ။အခုတော့ American ပြည်ထောင်စုနဲ့ဗီဒူးဘုံကျဲလင်ရင်တို့ကနောက်ဆုံးပြစ်မှတ်ကိုချိန်မှုန်းပေးပြီးတော့အဆုံးသတ်ဖို့ပဲကြံပါတော့တယ်။ Israel က MOB ဘုံတွေရဖို့ဒါမှမဟုတ် American ကအဲ့ဒီဘုံတွေကိုအသုံးပြုပေးဖို့နှစ်ပေါင်းများစွာတောင်းဆိုခဲ့ပေမဲ့အချိန်မတိုင်ခင်စစ်ပွဲမဖြစ်အောင်ဝါရှင်တန်ကငြင်းဆန်ခဲ့ပါတယ်။အခုတော့ Trump ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ရင် MOB ကိုတည်ဆောင်နိုင်တဲ့တခုရီးသောလေယာဉ် B2 ပုံကျဲလေယာဉ်ဟာအဓိကဖြစ်လာပါလိမ့်မယ်။ပင်ဒဂွန်က Patriot နဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း Data Ring ကိုရွှေ့ပြောင်းထားပြီးအီရန်ရဲ့ပယ်ထိန်ဒုံးကျည်တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အပိုရေတပ်သင်္ဘောတွေပါချထားဖို့စဉ်းစားနေပါဗျ။အီရန်မှာကမ္ဘာစစ်တုထအကြီးဆုံးဒုံးကျည်လက်နက်တိုက်ရှိတဲ့အတွက် American ရဲ့ MOB တိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်လက်တုံ့ပြန်ပွဲရှိပြီးအရှေ့လေပိုင်းက American 6ခန်းတွေကိုဒုံးကျည်များစွာနဲ့ပစ်ခတ်နိုင်ပါဗျ။ ဒီလိုဖြစ်လာနိုင်ခြေရှိတာကြောင့် American နိုင်ငံသားရေးဌာနက backdeck တန်ယုံကိုတစိုက်တစ်ပိုင်းရွှေ့ပြောင်းပြီးဒေတာရင်းစစ်ဘက်မိသားစုဝင်တွေကိုထွက်ခွာဖို့ခွင့်ပြုခဲ့ပါတယ်။ American မှာစစ်သား4000နီးပါးနဲ့အဆင့်မြင့်စစ်လက်နက်တွေရှိပြီးလင်းအင်တင်းမောအဖွဲ့နှစ်ဖွဲ့အပြင်ကူဝိတ်ကာတာနဲ့ UAE မှာရှိတဲ့တိုက်လေယာဉ်တွေနဲ့အတူအီရန်ပြစ်မှတ်ရာပေါင်းများစွာကိုမိနစ်ပိုင်းအတွင်းတိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ American ဝင်ရောက်ဆွတ်ဖက်ခဲ့ရင် Hezbollah နဲ့ Houthi တို့လိုကိုယ်စားလှယ်အဖွဲ့တွေရဲ့တုံ့ပြန်မှု ဟောမှုစီလက်ကြားပိတ်ဆို့ခံရနိုင်ခြင်းနဲ့ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုတို့လိုအကျိုးဆက်များစွာဖြစ်ပေါ်လာနိုင်ပါတယ်။အီရန်ကဒေတာရင်းရေနံထုတ်လုပ်ရေးကိုလည်းပြစ်မှတ်ထားနိုင်ပါတယ်။ဒေတာရင်းခေါင်းဆောင်တွေကစစ်ပွဲကြီးတစ်ခုဖြစ်ပွားနိုင်တယ်လို့သတိပေးနေကြပြီးအပြစ်ခတ်ရဆက်ရေးကိုတွန်းအားပေးနေကြပါတယ်။အီရန်မှာအစ္စရေးနဲ့အမေရိကစခန်းတွေကိုဝင်ရောက်နိုင်တဲ့ဆူနဲ့အင်မတ်ဒုံးကြီးတွေလိုပဲ့ထိန်ဒုံးကြီးတွေရှိနေပါတယ်။အကယ်၍အမေရိကန်ကဝင်ရောက်ဆော့ဖတ်ခြင်းမရှိခဲ့ရင် အီရန်ဟာနျူကလ িয়ার လက်နက်ကိုပုံမိုရယူဖို့ကြိုးစားလာနိုင်ပြီးဒါကရေရှည်မှာ ပုံမိုပြီးတော့မတည်မငြိမ်ဖြစ်စေနိုင်ပါတယ်အမေရိကန်ကအင်အားပြည့်ဝနဲ့ဝင်ရောက်ခဲ့ရင်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုချိန်မုံနိုင်ပေမဲ့သွေးထွက်တန်ရုံများတဲ့စစ်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်ဟစ်ဘိုလာကတော့လက်ရှိမှာဘာတုံ့ပြန်မှုမှမရှိသေးပေမဲ့အမေရိကန်ကအီရန်ကိုဓာတ်ရိုက်ပါဝင်တိုက်ခိုက်ခဲ့မယ်ဆိုရင်ဟစ်ဘိုလာရဲ့ရည်တည်ချက်ပြောင်းလဲသွားနိုင်ပါတယ်အစ္စရေးမျိုးတွေကိုဒါမှမဟုတ် အမေရိကန်ရေတပ်ပိုင်ဆိုင်မှုတွေကိုချိန်ချောင်းနိုင်တဲ့ဒုံးကျည်ထောင်ပေါင်းများစွာကိုဟစ်ဘိုလာကပိုင်ဆိုင်ထားပါတယ်။အမေရိကန်ရေတပ်ကဖြတ်သိမ်းမောတွေကိုအရှိမြေတဲ့ပင်လယ်ကိုပြန်လည်လမ်းကြောင်းပြောင်းထားတာဟာဒီအချက်ကိုသတိထားပြီးတော့တံပြန်ဖြူဟာချလှုပ်ဆောင်တာဖြစ်ပါတယ်။ဒီသိမ်းမောတွေမှာ Aegis တိုက်ခိုက်ရေးစနစ်ပါဝင်ပြီးဒုံးကျည်တွေကိုကြားဖြတ်ဖမ်းဆီးနိုင်ပြီးဟစ်ဘိုလာဒါမှမဟုတ်အီရန်ကအမေရိကန်နေရာတွေကိုပယ်ထိန်ဒုံးကျည်တွေပြစ်လွှတ်ဖို့ကြိုးစားခဲ့ရင်ရွေရှားလေကာစနစ်တစ်ခုအနေနဲ့ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ နောက်ထပ်ရေးကြည့်တဲ့စိုးရိမ်ကြတစ်ခုကတော့ပါရှန်ပင်လယ်ကွင်းနဲ့ဟော့မုစ်ရေလက်ကြားပဲဖြစ်ပါတယ်။ကမ္ဘာကြီးနယ်ရဲ့20ရာခိုင်နှုန်းခန့်ဖြတ်သန်းစီးဆင်းတဲ့ဒီရေလက်ကြားဟာအမြဲတမ်းပြဿနာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။အီရန်မှာပြည်ပခကာလာတွေမှာရေချောင်းပို့ဆောင်ရေးကိုချိန်ချောက်တဲ့မှတ်တမ်းရှိပါတယ်။ဒီစစ်ပွဲမှာလည်းဂျင်နန်နဲ့တင်မော20ဟော့မုစ်အနီးမှာတိုက်မိပြီးမိလောင်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။အရာရှိတွေကအဲ့ဒီနေရာမှာအီလက်ထရောနစ်ဝင်ရောက်နှောက်ယှက်မှုမြင့်တက်လာတယ်လို့ဖော်ပြခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲဒီကိစ္စမှာဘသူမှမထိခိုက်ခဲ့ပါဘူး။ရေနံယိုဖိတ်မှုလည်းမရှိခဲ့ပေမဲ့ဈေးကွက်တွေကိုစိုးရိမ်ပူပန်စေခဲ့ပါတယ်။ပရိပခကျေပြန့်လာခဲ့ရင်အီရန်ကရေလက်ကြားကိုမိုင်းထောင်မှုဒါမှမဟုတ်ရေနံတင်သင်းမော့တွေကိုဒုံးကျည်နဲ့မောင်းသူမဲ့လင်းတွေနဲ့ပိတ်မှတ်ထားဖို့ကြိုးစားနိုင်ပါတယ်။ရခိုင်ကတင်းမာမှုတွေမှာအခါအားလျော်စွာပြုလုပ်ခဲ့သလိုပါပဲ။အခြေအနေတွေပိုဆိုးလာခဲ့ရင်အမေရိကန်မောင်းသူမဲ့လင်းတွေနဲ့ထောက်လန်းရေးလင်းတွေဟာဒီရေလမ်းကြောင်းကို24နာရီပတ်လုံးစောင့်ကြည့်နေမှာဖြစ်ပြီး Arabian ပင်လယ်က American လေယာဉ်တင်သင်္ဘောအဖွဲ့တွေက Iran ရေတွက်တွေကိုတုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့ရေလက်ကြောကိုပိတ်ဆို့ဖို့ Iran ရဲ့ပြင်းထန်တဲ့ချိန်ချောက်မှုကကမ္ဘာ့ရေနံတင်မှုမှုတွေကိုနှောင့်နှေးစေနိုင်ပြီးရေနံစင်းနှုန်းတွေကိုတစီကိုဒေါ်လာ100ကျော်ဒါမှမဟုတ်အများကြီးပုံများအောင်မြင့်တင်နိုင်ကကမ္ဘာတဝန်းလုံးမှာစွန့်ရင်အကျက်တဲကိုတောင်ဖြစ်စေနိုင်ပါတယ်။ဒေတာရင်းမှာခေါင်းဆောင်တွေကပုံမိုကျပြတဲ့စစ်ပွဲတစ်ခုဟာအရှိလေပိုင်းတစ်ခုလုံးကိုလွှမ်းခြုံနိုင်တယ်လို့သတိပေးနေကြပါတယ်။ ဂျော်ဒန်ဘုရင်အဘဒူလာ2 2ကပြိပခါကိုမထိန်ချုံနိုင်ပဲဆက်လက်ဖြစ်ပွားခဲ့မယ်ဆိုရင်ဒေတာတစ်ခုလုံးရစရာမရှိအောင်ဖြစ်သွားနိုင်တယ်လို့ဥရောပကောင်းဆောင်တွေကိုတိုက်ရိုက်သတိပေးခဲ့ပါတယ်။ဆော်ဒီအာရေဗျနဲ့ UAE လိုပင်လယ်ကွင်းနိုင်ငံတွေကတော့ငိမ့်နေရေးဆွေးနွေးပွဲလက်ခံကျင်းပဖို့ကမ်းလှမ်းနေကြပြီးသူတို့ရဲ့ဒေတာရင်းပြိုင်ဘက်အင်အားနှဲသွားဖို့တိတ်တဆိတ်မျှော်လင့်နေကြပါတယ်။ဒါပေမဲ့ကြာရှည်တဲ့စစ်ပွဲတစ်ခုဟာသူတို့ရဲ့နေမြေတွေတဲကိုလည်းအလွယ်တကူကူးဆက်သွားနိုင်တယ်ဆိုတာသူတို့လည်းကောင်းကောင်းသိပါတယ်။ ဟော်မုစ်ရေလက်ကြားအပြင်အီရန်ရဲ့ပယ်ထိန်တုံးကြီးလက်နက်တိုက်ကလည်းကြီးမားတဲ့ချိန်ဖောက်ချိန်ချောင်းမှုပါအီရန်မှာဆေးလ်နဲ့အိမတ်လိုဒုံးကြီးတွေရှိပြီးအစ္စရေးနဲ့အမေရိကန်စခန်းတွေကိုရောက်နိုင်ပါတယ်အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကဒုံးကြီးအများစုကိုကြားဖြတ်နိုင်ပေမဲ့ကျန်တဲ့ဒုံးကြီးအနေငယ်ကလည်းကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်အမေရိကန်ကိုဒုံးကြီးတစ်စင်းတည်းကလူအများပြားသေဆုံးစေခဲ့မယ်ဆိုရင်အမေရိကန်ဟာအီရန်အစိုးရကောင်းဆောင်ပိုင်းကိုပါပြစ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ် ဒါကဟော်မုစ်ရေလက်ကြားကိုအီရန်ကလုံးဝပိတ်ဆို့ဖို့တွန်းအားပေးနိုင်ပြီးကမ္ဘာရေနံစိမ်းတုံးတွေခြေတောင်းပို့ဆောင်ရင်းနဲ့စီးပွားရေးတွေကိုချက်ချင်းထိခိုက်စေပါလိမ့်မယ်။ဒီအကျိုးဆက်တွေကိုမိုင်ပေါင်းများစွာဝေးတဲ့ကျွန်တော်တို့လိုလူတွေတောင်ခံစားရပါလိမ့်မယ်။ဒါပေမဲ့ဝါရှင်တန်နဲ့တဲလ်အဖစ်တို့ရဲ့ရှူဒေါင်းကနေကြည့်ရင်တော့လှုပ်ဆောင်ခြင်းရဲ့အန္တရာယ်နဲ့ဘာမှမလုပ်ဘဲနေခြင်းရဲ့အန္တရာယ်ကိုချိန်ဆရပါလိမ့်မယ်။အကယ်၍အမေရိကန်ကဝင်ရောက်ဆော့ဖက်ခြင်းမရှိဘဲအစ္စရေးတအူးတွေကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုမဖျက်ဆီးနိုင်ဘူးဆိုရင် အီရန်ဟာစစ်ပွဲကနေနျူကလ িয়ার လက်နက်ကိုရယူဖို့ပိုပြီးတန်တိုက်ထန်ချထားတဲ့နိုင်ငံတစ်ခုဖြစ်ပေါ်ထွက်လာနိုင်ပြီးဒါကရေရှည်မှာပုံမမတီမငိမ်ဖြစ်စေနိုင်ပါတယ်။အခြားတစ်ဖက်မှာတော့အမေရိကန်ကအခုပဲအင်အားပြည့်ဝနဲ့ဝင်ရောက်ဆွဖက်ခဲ့ရင်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုချိန်မုံနိုင်ပေမဲ့ပုံမကျေပြန့်ပြီးသွေးထွက်တန်ယူများတဲ့စစ်ပွဲတစ်ခုဖြစ်လာနိုင်တဲ့အန္တရာယ်ရှိလာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။